Facebook မှာ Contest Modernization အမြန်ဆုံးဖွင့်အောင်ဘယ်လိုလုပ်ပြီးတော့ပတ်စံမြန်မြန်ရအောင်ဘယ်လိုလုပ်မလဲဆိုတာကိုဒီကနေ့အသေးစိတ်လာရောက်ပြီးတော့မျှဝေပြီးတော့မယ်ဟုတ်ကဲ့ပါ Facebook ကနေမှ Contest Modernization ကိုအမြန်ဆုံးရအောင်ဘယ်လိုလုပ်မလဲပတ်စံမြန်မြန်ရအောင်ဘယ်လိုလုပ်မလဲဆိုတာကိုအဓိကက Facebook မှာ post တင်မယ်ဆိုရင်နေ့စနစ်ကြကြနဲ့တင်ရမယ်အမဟုတ်ပေါက်ကြရီရှောက်တင်လို့မရဘူးသူမှာ စီမင်းစည်းကမ်းတွေချမှတ်ထားတာလေးတွေလည်းရှိပါเนาะအဲ့ဒါလည်းအလိုက်နာရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုတင်လိုက်တဲ့ post တိုင်းမှာလည်းဘယ်လိုပြောမလဲသူများကိုအတိပညာဘုဒ္ဓပေးတဲ့ဟာပဲဖြစ်ဖြစ်ဟာနာဖြစ်ဖြစ်မှာလက်ရောက်ဆောင်ပြန်လို့သူများကစိတ်ဝင်စားအောင်ပေါ့နော်ပြောဖြည်းဖြည်းပြောမှဆိုတော့သူများစိတ်ဝင်စားတဲ့ဟာလေးပဲဖြစ်ရမယ်ဒါမှတာကိုရီးယားဂျူးတွေများများရမယ် အငိုင်းမဲ့ဆိုတော့ဆွဲဆောင်မှုရှိမယ်ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကအမြန်ဆုံးပေါက်ပြီးတော့ context modernization အမြန်ဆုံးပွင့်လာပြီးတော့ပတ်စံအမြန်ဆုံးရလာမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအတင်ချင်တိုင်းတင်ပြီးတော့မှတရက်မှ50ပုတ်ပဲတင်တယ်သူများစိတ်ဝင်စားအောင်မလုပ်နိုင်ဘူးကိုတင်တဲ့ဗီဒီယိုမှာလည်းအတိတ်ပဲမရှိဘူးဆိုရင်အဲ့ဒါကရလာမှာမဟုတ်ဘူးเนาะဘာဖြစ်လို့လဲဆိုတော့အတိတ်ပဲမရှိဘူးသူများဆွဲဆောင်မှုမရှိဘူးဆိုရင် view ကမရဘူး view မရတဲ့ခါကျတော့ အဲ content monetization ကရှောက်လို့မရအောင်เนาะမပွင့်လာအောင်အကြောင်းလို့တင်မယ်ဆိုရင်တရက်ကို50ပုတ်တင်လို့ရတယ်ခုနပြောလို့အတိတ်ပဲရှိရှိနဲ့တင်မယ်အာပြီးတော့လူများကို အကျိုးဖြစ်စေမဲ့ video post တွေပဲဖြစ်ရမယ်เนาะအကြောင်းလို့အဲ့လိုမျိုးတွေတင်မယ်ဆိုရင်တေချာပါတယ် Facebook content content monetization ကအမြန်ရလာပြီးတော့ ပတ်စံအမြန်ရှောက်လို့ရမှာပဲဖြစ်ပါတော့ဟုတ်ကဲ့အားလုံးကံကောင်းကြပါစေနဲ့နောက်ထပ်တိရှင်းတာလေးတွေရှိလို့ရှင်ကောမန့်မှာမှတ်လာပေးပါဗျာ